မင်္ဂလာပါဒီတစ်ပတ်ကျွန်တော်တို့ရဲ့ AOR ရဲ့ Editor Talk Program မှာတော့မြန်မာနိုင်ငံမှာစစ်ကောင်မရှင်ကမကြခင်ကျင်းပတော့မယ်ရွေးကောက်ပွဲရဲ့အလားအလာကိုဆွေးနွေးသံမှာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ BBC VOA သတင်းဌာနတွေမှာနှစ်ပေါင်းများစွာလုပ်ကင်ခဲ့တဲ့ဝါရင်ရေဒီယိုသတင်းသားဆရာကြီးဦးချောသန်သာကဝင်ရောက်ဆွေးနွေးပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့အောင်စောပါ ဆရာဦးကျော်သန်းသာမင်္ဂလာပါမင်္ဂလာပါကျွန်တော်တို့ AOR ကနေထပ်ပြီးကြိုဆိုပါတယ်အခုလို့ထပ်ပြီးတော့ကျွန်တော်တို့ Editorial Talk မှာဆွေးနွေးပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးတင်ပါတယ်ဆရာဒီတစ်ပတ်မှာတော့ကျွန်တော်တို့ဆွေးနွေးချင်တာကတော့မြန်မာနိုင်ငံမှာကျင်းပတော့မယ့်ရွေးကောက်ပွဲအကြောင်းဖြစ်ပါတယ်ဒီဇင်ဘာအကောမှာစတင်ကျင်းပမယ်ဆရာနာသိမ်းပြီး9နှစ်အတွင်းမှာပထမဆုံးကျင်းပတဲ့ခြေတုပ်လက်တုပ်လုပ်ပြီးတော့ကျင်းပရွေးကောက်ပွဲလို့လည်းပြောလို့ရပါတယ် 2015ကအစိုးရခေါင်းဆောင်တွေတိုက်ခန့်နေအတော်များများကထောင်ထဲမှာရောက်ရှိနေတဲ့အချိန်အကျဉ်းကျနေတဲ့အချိန်တချို့ကလည်းထွက်ပြေးနေတဲ့အချိန်တချို့ကလည်းအစိုးရအဖွဲ့ဖွဲ့ပြီးတော့လက်ရှိစစ်ကော်မရှင်ကိုဖြုတ်ချဖို့စ조사နေတဲ့အချိန်ပေါ့နော်အဲ့လိုအချိန်မှာဒီရွေးကောက်ပွဲကိုကျင်းပမယ်ဆိုတော့မြန်မာပြည်ထဲမှာကြပြန်တော့လေဥပဒေတွေတင်းကျပ်တဲ့ဥပဒေတွေနဲ့ဟဟလား ဟဲ့လားဒီရွေးကောက်ပွဲကိုတင်ကျပ်မှုအများဆုံးရှိတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့တော့ပြောကြတယ်ထို့အတူပဲ entertainment ကလူတွေကိုလည်းဟဲ့လားအတင်းဒီရွေးကောက်ပွဲကိုထောက်ခံဖို့ main ကိုသွားကြသူဆိုတဲ့စကားလို့ပဲဆရာရယ်အဲ့ဒါမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့ဆိုတော့တချို့ကလည်းပြောကြတာကဒါအဖြေထွက်ပြီးသားရွေးကောက်ပွဲလို့ပြောကြတာရှိပါတယ်ဆိုတော့ဒီချိန်မှာဆရာရဲ့အမြင်ကိုလည်းကျွန်တော်တို့ကမြင်ကျင်တယ်အဲ့တော့ရွေးကောက်ပွဲဆိုတော့ပြည်သူကစိတ်ဝင်စားဘူးဒါပေမဲ့ ရွေးကောက်ပွဲဝင်မဲ့ပါတီတွေကရွေးကောက်ပွဲကိုစိတ်ဝင်စားတာကျွန်တော်တွေ့ရတယ်။ဒါပေမဲ့ဒီရွေးကောက်ပွဲအကြောင်းမပြောခင်မှာလောလောဆယ်လူတွေစိတ်ဝင်စားနေတာဂျားဖြန့်အခုမြောက်ရီမဲဆောက်မှာဖြစ်နေတဲ့ဂျားဖြန့်နှိမ်နှင်းရေး US ကလုပ်မယ်ဆိုတဲ့ strike force ကိစ္စဒါတွေကိုလူတွေကစိတ်ဝင်စားတယ်စိတ်ဝင်စားတဲ့အပြင်ဒါပြင်ဂျားဖြန့်စစ်ဘုရုပ်တွေနဲ့ဂျားဖြန့်ရွေးကောက်ပွဲဆိုပြီးတော့ social media မှာတက်ပြီးတော့ရေးနေတာကျွန်တော်တွေ့ရပါတယ်။ဒါလေးနဲ့ကျွန်တော်စကြအောင် ဦးကျော်သားသားဟုတ်ကဲ့အဲကြားဖြန်းကိစ္စကြားဖြန်းကိစ္စကိုလူတွေကမြန်မာနိုင်ငံနိုင်ငံရေးအပြောင်းအလဲအထိအာရှင်စနစ်ကိုဒါထုတ်ချမဲ့အထိတောင်မှမျောလင်းချက်တွေထားနေရတော်လေးတွေးရပါတယ်အထူးသဖြင့်အမေရိကန်ကဒါ strike force လုပ်မယ်ဆိုတော့သူတို့အင်အားနဲ့ဝင်လုပ်မယ်ဆိုတဲ့သဘောမျိုးမျောလင်းနေရဟန်တူတယ် Trump ကလည်းတော့ အကူကြတဲ့လူတွေတော်များတာဟုတ်တကယ်တော့အဲ့လိုလုံးဝမဟုတ်ပါဘူးသူတော့တရုတ်နိုင်ငံညှိပြီးတော့လုပ်တဲ့ကိစ္စပါအဲ့ဒါကတော့အမေရိကန်ဘက်ကလည်းနစ်နာနေတယ်တရုတ်ကလည်းနစ်နာတယ်တရုတ်ကရုံးစားခဲ့တာပဲ30 29စစ်စင်လို့တော့သူကနည်းနည်းမျက်စိမိတ်ပြီးတော့မျက်ရည်ပြတ်နေခဲ့တယ်လို့ဆိုတာပေါ်လင်းတင်ချတာပဲနောက်ပိုင်းမှဒီဆရာနာရှင်စစ်ကောင်စီလုံအောင်ပြုတ်မယ်ဆိုတော့မှမဖြစ်ဘူးဆိုပြီးသူကဟန်တာလိုက်တာဖြစ်တယ်ဆိုတော့အခုတော့အမေရိကန်ကလည်းပဲဘယ်တိုင်းတာထိလုံမလဲအဲ့ဒါကို သူတို့ပြည်သူတွေနစ်နာတယ်လုံမဲ့တရုတ်နဲ့ပေါင်းပြီးလုံမဲ့ဆွဲဆုံးဖြတ်ချက်ပါစစ်ကောင်စီကိုထိခိုက်စေမဲ့ကိစ္စတော့လုံးဝမပါပါဘူးဒီထက်မှာနောက်ပြီးအမေရိကန်ဘက်ကလုပ်တယ်ဆိုတာလဲထောက်နှမ်းရေးတွေနဲ့လုပ်ပေးမဲ့ဒါဥပဒေပိုင်းကလုံမဲ့ကိစ္စသာဖြစ်ပါတယ်မြတ်စွာဘုရားဥပဒေပိုင်းကတခုတော့ရှိတယ်မြန်မာနိုင်ငံအနာပိုင်းတွေကဘလောက်အစင်းမြင်တဲ့ဘက်ဘက်ကိုဘက်ထိပါဝင်ပတ်သက်နေသလဲအကျုံးဝင်နေသလဲအဲ့လိုဆိုတော့သူတို့တူးချင်းပေါ့လေ individually through တော့ ခက်ခဲစရာတော့ရှိနိုင်တယ်ဒါ့ပေမဲ့မြန်မာနိုင်ငံရဲ့အခြေအနေကိုတစုံတရာပြောင်းလဲလာနိုင်တဲ့အခြေအနေထိတော့ရှိလိမ့်မယ်လို့ကျွန်တော်မမြင်လို့မှာပဲကြာဖြတ်ခဲ့ကြတော့ဟုတ်ကဲ့ဆရာဦးကျော်စံကကျေးဇူးပါကျွန်တော်အလို့ဆရာအလို့ပြောတော့ကျွန်တော်တော့ဘောက်သွားတဲ့ဆရာအလို့ပြောတော့ဘောက်သွားတဲ့ရလဲဆိုတော့ဟိုအီရတ်ကိုဆရာမှုစင်ကိုဂျော့ချ်ဘုရှ်ကနေတတ်တိုက်တဲ့ခါမှာဒီကျွန်တော်တို့အမဂျိုးတစ်ခုဖြစ်ခဲ့ဘူးတယ် အဲအဲ့ဒါကိုဦးကွလွန်ကပ်ပြီဖြစ်တဲ့မြန်မာရေးကျွမ်းကျင်တဲ့ American scholar တယောက်ကနေပြီးတော့ David Steinbeck ဖြစ်ပါလိမ့်မယ်။သူကနေပြီးတော့ရေးခဲ့ဘူးတယ်။အီရတ်ကိုဘုံသွားခြင်းငါတို့တိုင်းပြည်ကခဏလောက်ဝင်ဘုံကျဲသွားပါအောင်ဆိုတာမျိုးပေါ့လား။2001 2001မှာပြောခဲ့ဘူးတဲ့စကားတခုသွားတတိယလို့ပါ။ဆိုတော့မြန်မာလူမျိုးတွေကတော့မြန်မာ position ကတော့ဒီကိစ္စနဲ့ပတ်သက်လိုက် over estimation ပေါ့နော်။ပိုတွေးတာကြိုတွေးတာတွေကျွန်တော်တို့တွေးရတာပေါ့နော်။ဆိုတော့ဆရာ ဆိုတော့အဲ့တော့ဂျာဖြန့်ကိစ္စကတော့အဓိကမဟုတ်ပါဘူးဒီနေ့ဆွေးနွေးနေတာကတော့ဂျာဖြန့်ရွေးကောက်ပွဲကိုဆွေးနွေးနေတာပါဆရာဆက်ပြောပါအောင်အဲ့တော့မပြောခင်မှာတခုတော့ပြောမယ်တော့ဆရာကတခုတော့မေးမယ်ဆရာကကာကွယ်ရေးအမြင်ရှိရလားဘာကြောင့်လဲဆိုတော့ဘ ෝජ ုံမူကြီးမရောက်လန်ကာကွယ်ရေးအမြင်ရှိတဲ့သူပဲမေးထည့်ခိုင်းတာဆိုတော့ကာကွယ်ရေးအမြင်ရှိတဲ့သူတွေပဲမေးထည့်ရမယ်တဲ့အဲမှာဒါနိုင်ငံကိုအုပ်ချုပ်မယ်ဆိုရလူကတော့ ပဲဆုံးအမြင်ရှိရကောက်နာပေါ်လေတိုင်းပြည်ကဝဲဖို့လည်းပဲဒီမှာဆိုရင်သမနာ နိုင်ငံတော်ရဲ့ဒါ chief of staff ပဲနိုင်ငံတော်ကဝဲဦးစီးချုပ်ဖြစ်နေတာဝန်ယူရတာပဲဆိုတော့ကောင်းပါတယ်တကယ်တော့အဲ့လိုအမြင်ရှိရဟုတ်ဒါပေမဲ့အမ်ထားပါတော့လေအဲ့ဒါကတော့သူတို့ရဲ့အတွက်ကတော့စစ်တကအုပ်ချုပ်နေတဲ့တိုင်းပြည်မှာဆိုတော့ဘူလိုအပ်တာပေါ့နောက်တစ်ခုကဇယိုက်ချင်းမတူတာခုပထမဆုံးပြောမယ်ဆိုတော့မြန်မာနိုင်ငံမှာလှုပ်လာတဲ့ရစ်ကောက်ပွဲဒီမိုကရေစီဘာညာဖြစ်လာမယ်ဆိုတော့မှသူတို့ ဒီမိုကရေစီဖြစ်ဖို့တော့ထားလိုက်ပါလေ constitution ရလုတ်တဲ့ဘာညာပဲနော် constitutional dictatorship ဆိုလဲရှိရဲ့ကဘာမှာအများကြီးပဲ constitution ကိုအခြေခံပြီးတော့လုတ်တဲ့ latin america နိုင်ငံတွေမှာဆိုအများကြီးရှိရဲ့ဒီ policy စီမင်းခံ anarchy စတဲ့လို့ပြောမှာပေါ့ဗျာဟုတ်အဲ့ဒီညဗမာပြည်မှာဖြစ်လာနိုင်တဲ့ရေကောက်ပွဲပြီးတော့ဖြစ်လာနိုင်တဲ့အခြေအနေအခု level အဲ့လိုပဲ policy ဘုံကအကြောင်းပြပြီးသူတို့လုတ်နေတာဆိုတော့အဲ့ဒီဟာတက်ဘယ်လိုမှပုံမှန်နိုင်ဘူး အဲ့ဒီမှာတခါ perceive ဝင်တခါအငင်းပွားရာရှိသေးတယ်ဒီ2000 2000လို့ပြောရင် nugget perceive ဝင်တကယ်တော့ဒီခါကဒီသူတွေဒုက္ခပဲရောက်နေခါအတင်းလုတ်ပြီးတော့သူတို့ဒီပြုတ်ပြီးသူတို့သူတို့လုတ်သွားတဲ့ဟာဖြစ်တယ်ဟုတ်လူတို့အပြေအဝါထောက်ခံတယ်လို့သူတို့စီးရင်ထဲမှာသာပဲ90နဲ့ပဲ200ခိုင်နှုန်းဆိုတာရှိတယ်တကယ်တမ်းအဲ့ဒီဟာလည်းပဲ reliable ဟာမဟုတ်ဘူး statistic မဟုတ်ဘူးတကယ်တော့အအောင်စီတဲ့အတိုင်းပဲအဲ့ဒီကနေဆိုတော့အဲ့ဒီဟာနဲ့လှုပ်ထားတဲ့ စနေအဲ့စနေနဲ့ထပ်ပြီးလှုပ်တဲ့ရွေးကောက်ပွဲမှာလည်းပဲကောင်းဆိုပြောလို့အကန့်အသတ်တွေအတိုက်ခံကိုလုံးဝဖယ်ထားတဲ့ဆိုကြဲကနောက်ပြီးတစ်ဖက်တကြီးလုံးမရွေးကောက်ပွဲဆိုတော့ဘယ်လိုမှဒါဒီမိုကရေစီဆန်တဲ့ရွေးကောက်ပွဲတော့ဖြစ်မလာနိုင်ဘူးပြည်သူလူထုကလည်းဒါကိုစိတ်ဝင်စားပြီးမဲ့သူတို့ရဲ့ခံစားနေရတဲ့ဒုက္ခတွေကအနေချင်းသက်သာရမလားဆိုတော့တော့ပဲအများဆုံးမျှော်လင့်ကြတယ်လို့ကျွန်တော်ကတော့နားလည်ပါတယ် ဆိုတော့ဒီရေကောက်ခံမဲ့လူတွေကလည်းပဲသူတို့လည်းစီရဒီဟာလည်းပဲသိပ်ပြအတူမရှိတဲ့ဒီအစမန်နဲ့ရေကောက်ပွဲမဟုတ်ဘူးဆိုတော့သူတို့လည်းစီရသူတို့ရဲ့နိုင်ငံရေးသမားတွေပဲသို့သော်လည်းသူတို့မှာတခြားနိလမ်းမရှိဘူးသူတို့ရဲ့နိုင်ငံရေးကရီးယားအတွက်သူတို့လည်းဒါပဲလှုပ်ရှားရှိရဆိုတဲ့သဘောပြောနေသူတို့ကမြင်ကြလို့တူပါတယ်တချို့လေးလေးပဲသူတို့အခွင့်အရေးပါ냐ဖြစ်ကောင်းဖြစ်မှာပေါ့ဗျာလူတိုင်းကတော့ပြောလို့မရပါဘူးအဲ့ဒါကတော့ စစ်တပ်အတွက်ကတော့သူရဲ့ထွက်ပေါက်ပါဒီဟာပြည်သူ့ထွက်နာစီကျင်လာတဲ့သူတို့ထွက်ပေါက်သူတို့မှဒီဟာမှမလုပ်ရင်သူတို့ဆက်လက်ရက်တည်ရေးဟာသိပြီးတော့အခက်အခဲတွေ့မယ်ထွက်ပေါက်ပိတ်ပြီးပေါ့သူတို့အဲ့ဒီဘောမျိုးဖြစ်မှတင်တယ်ဟုတ်ကဲ့ကျေးဇူးပါဆရာထရပေါလာထောင်ကြောက်လာဆိုပြီးတော့လေဆိုရှယ်မီဒီယာမှာရေးကြတယ်စောင်းပါးရေးကြတယ် ဆိုတော့2008ဖွဲ့စည်းပုံပြီးတော့ချမ်ဖို့ပါတီကြက်ခိုင်ဖူမျိုးရေးပါတီရဲ့ဒါနောက်ဆုံးအာဏာပြန်ရမယ့်လမ်းစဉ်လို့လည်းအားလုံးကတွက်ကြတာပေါ့။ဒါကြောင့်လည်းအောက်ကမ်းရလက်ကထွက်ပြီးသားဖြစ်တယ်လို့ပြောကြပါလေ။အဲ့တော့ကျွန်တော်တို့စာဖတ်သူကြီးကြောင်းအနေနဲ့ပြောကြအောင်ဆရာစာဖတ်သူကြီးကြောင်းဆိုလည်းဥကြဒနာအများကြီးသိပါတယ်။ဆိုတော့သူကဟိုမြန်မာစစ်တပ်ရဲ့ standard အရာပြောမှကြမယ်ဆိုရင်တော့ သူကမဟာပြူဝါမှာကြားကွက်ရွှေ့တဲ့နေရာမှာအတော်ဆုံးလို့မြန်မာစစ်တပ်ထဲမှာအနှံ့ရတဲ့ပြောဖြစ်ပါတယ်။ USDA ကနဲ့ USDB ဆိုတော့သူရွှေ့ခဲ့တယ်။2008ဖွဲ့စည်းပုံဆိုတော့သူဖွဲ့စည်းခဲ့တယ်၊ဆွဲခဲ့တယ်။အဲ့ကာလတွေမှာ NLD ပါတီကသူထိန်းချုပ်ခဲ့တာတွေထိန်းခဲ့တာတွေဒေါ်ဆန်းစုကြည်နဲ့နိုင်ငံတကာကိုသူကင်တွယ်ခဲ့တဲ့ပုံစံတွေကအတော်မဟာပြူဝါမြောက်တယ်လို့မြန်မာနိုင်ငံရေးအတိုင်းအဝန်းမှာရော DSC ဒေါ်စင်အေးအစင်းတိုင်းဝိုင်းမှာအတော်ချီကျူးထောပနာပြုခဲ့ကြတာတွေ့ရပါတယ်။ဒါပေမဲ့2020မှာလည်းသူဖဲတဲ့သူ2020မှာလည်းသူချိုးတဲ့ဖဲတိုင်းသူနိုင်ခဲ့တယ်ပေါ့နော်။ကြက်ကင်ဖုံမျိုးပဲနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒါရိုက်တာကြီးကဒါရိုက်တာကြီးကသူပြောတဲ့ script တွေအကုန်လုံးသူ့ရဲ့ဇက်ညွန့်တွေပေါ့ဆရာ။ဇက်ညွန့်တွေအကုန်လုံးဖြစ်ခဲ့တာလေကျွန်တော်တို့တွေ့ရတယ်။သကောင်ရန်အာနာသိန်းတို့ကိစ္စတို့ဥသိန်းစိန်ကိုသူတင်ခဲ့တယ်။နိုင်ငံတကာဥသိန်းစိန်ဝိုင်းပြီးချုံမုန်ခဲ့ကြတယ်။ ၂၀၁၀ရတဲ့ကတော့ Rick Election Sham Election ဆိုပြီးတော့နိုင်ငံတကာကပြောခဲ့တာ American ကပြောခဲ့တာအဲ့ဒီ American ကပဲမြန်မာပြည်ကို Obama ကိုလည်းနှောက်တိတိသွားပြီးတော့လျှောက်ခဲ့တာသွားပြီးတော့လေပတ်ခဲ့တာကျွန်တော်တွေ့ရတာ Legitimacy အပြည့်အပေးခဲ့တာကိုကျွန်တော်တွေ့ခဲ့ရပါတယ်ဒါပေမဲ့ခုနပြောတဲ့ script ဇန်ညွန်ပြောင်းတဲ့အခါမှာ၂၀၁၅မှာဒေါ်ဆန်းစုကြည်တို့ NLD ပါတီတောင်ပြိုကမ်းပြိုနိုင်တယ် 2020မှာလည်း NLD ဘာတွေပဲ marketing market လူတို့ကခောက်ထက်ပြီးတော့ပဲ NLD ပါတီကိုတောင်းပြိုခန်းပြိုထက်ပြီးတော့မဲပေးတာကျွန်တော်တို့တွေ့ကြရတယ်ပေါ့နော်ဆိုတော့စစ်တပ်ကလုပ်တဲ့ရွေးကောက်ပဲဘယ်သူပဲလုပ်တဲ့ရွေးကောက်ပဲဖြစ်ဖြစ်ဒါ gamble တစ်ခုပဲလူတို့ရဲ့ participation ပါဝင်မှု အရန်အရေးကြီးတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဆရာဆရာဦးကျော်သန်းက2025 2026ရဲ့ the post election scenario ကိုဘလို့မြင်တယ်လဲလူလူပါဝင်မှုဆိုတာမှာရွေးကောက်ပွဲကျင်းပနိုင်တဲ့နေမြေဘလောက်ရှိတယ်လဲအဲ့ဒါလည်းပဲသိပြီးတော့စဉ်းစားကြရဖြစ်ပါတယ်ဟုတ်ကဲ့တချို့မတင်းကြမ်းတဲ့ဒေသတွေမှာရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေအများကြီးရမလားအတိကကျွန်တော်ရဲ့မိတ်ဆွေကြီးဒေါက်တာတီမောင်သန်း တွက်ပြရမလားဘလောက်ဘလောက်ပတ်စင်တာဖြစ်တယ်ဆိုတာတော်တော်ကိုသူကတော့စင်းစရာနဲ့တကွာအတိအကျလောက်တက်လို့ဆိုသူစီမံပုံပြီးတော့စတီစိတ်ရှိပါလိမ့်မယ်ဆိုတော့အဲ့ဒါကိုနားထောင်ကြည့်ကြရတာသိပြီးတော့လူထုပိုင်မှုအင်မတန်နဲတဲ့ရေကောက်ပွဲဆိုတာသိကြပါရကောင်းသောဒါပေမဲ့လူထုကအတိအကျဖြစ်နေဆင်းရဲဒုက္ခပေါ့လေဒီဒုက္ခတွေကလည်းဆက်စားရလိမ့်မလားဘာပဲပြောပြောဒီရေကောက်ပွဲကတရားမျှတပါရဲဘာညာလုခြင်းတဲ့အတွက်ကြောင့်ဒီကိစ္စမှာဆက်စားခွင့်တွေလောလောဆယ်မှာ သူကမချစ်တော့လဲအောင်ကနမ်းပြီးတော့ပေါ်နေတာပေးကောင်းပေးရလိမ့်မလားနော်ဘုံကျဲတာတွေကြေးလက်ဒေသတွေမှာပြည်သူတွေဒုက္ခခံရတာတွေလူခွေချူပေါက်ခံရမှုတွေဆက်စားလိမ့်မလားဆိုပြီးတော့သူကအဲ့တော့ပဲနည်းနည်းမျောလင်းကြရလို့တူပါတယ်အဲ့ဒီဟာပဲသူမျောလင်းကြထားထားပါလိမ့်မယ်ဒါပြောရတဲ့ဒီမိုကရေစီတို့လွတ်လပ်မှုတို့တော့သူလည်းပဲဘယ်လိုမှမျောလင်းမှာမဟုတ်ပါဘူးမျောလင်းလို့ရနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ခုနပြောတဲ့ဒုက္ခကတော့နည်းဆက်တာအောင်ဆက်တာနိုင်ကြပါ့ဗျာဒါပေမဲ့ ဖြတ်မေးနေတာဒါဆိုရင်မြန်မာပြည်တွင်မဟုတ်ပဲနိုင်ငံတကာမှာရောအင်းကြီးနိုင်ငံတွေမှာရောအမေရိကန်မှာရောပြည်သူပေါ်မှာစေရနာရှိတဲ့တာဝန်ယူမှုရှိတဲ့အစိုးရအစိုးရဆိုတာတော့ပြည်သူ service ပေးရတာဖြစ်ပါတယ် service ပေးရတဲ့ company တခုပေါ့နော်ဆိုတော့အဲ့ဒီဟာမျိုး government အစိုးရတခု ပေါ်လာနိုင်မယ်လို့ရောအခုကျွန်တော်ထင်လားတိတ်မထင်ပါဘူးဒီမနက်ကမှပြည်သူအပြေးဝါ service ပေးနိုင်တဲ့ဆူရာခက်ရှားရှားရဲ့မြန်မာရပ်ချက်ချက်ပေါ်ပါဖြစ်ပါလေ။နောက်ပြီးတော့ဒါပေမဲ့သူတို့ကအမေရိကန်ကိုကျွန်တော်တခုပြောချင်တယ်ဒီညမှာအမေရိကန်မြန်မာနိုင်ငံကဒီမှာလာနေတဲ့ TPS နဲ့အကောက်ပဲပြထားတော့သူယူသိမ်းလိုက်တယ်ပြန်ပြီးတော့ အဲ့ရုပ်သိမ်းတဲ့အခါမှာသူတို့ကြီးညာကြထမပါပါလဲဆိုရွေးကောက်ပွဲကအပိဓာရွေးကောက်ပွဲဟာတခါလေကောက်မွန်တဲ့ဥထုစင်းဖြစ်လာနိုင်တယ်ဆိုပြီးတော့အမေရိကန်တွေကအဲ့ဟာပါထက်ပြီးရထားစိတ်ကြီးကြီးကောက်တယ်ရွေးကောက်ပွဲရလဟာအလားလားစိတ်ကောက်တယ်ဆိုပြီးတော့သူကပြောထားတယ်ဆိုတော့ပူပြီးခက်နေတာသူတို့ပြည်သူတွေကြတော့မြန်မာနိုင်ငံအစိုးရလိုလိုကောက်မွန်လာလိမ့်မယ်ရွေးကောက်ပွဲတွေအခုဆက်စပ်နေပြီးအခြေအနေတော့အခုလောမှအခြေအနေကောက်နေပြီးပြန်ကြတော့ဆိုပြီးတော့ပြောတယ် ဒါပေမဲ့အမေရိကန်ပြည်သူတွေကြတော့မြန်မာနိုင်ငံကိုခရီးသွားလောက်ကင်းပိတ်ထားတယ်မသွားရနဲ့လုံလုံရင်းမရှိဘူးဆိုတော့ဒီလူက devastating that boy ဒါမြန်မာပြည်သူမင်းတို့သွားရခံကြငါတို့ပြည်သူမင်းတို့မသွားတဲ့ဟိုမှာကျတော့လူခွေးချူဖောက်နေရဲနေရာတကမလုံခြုံဖြစ်နေဆိုတော့အဲ့ဒါကိုကြည့်ကြတဲ့ကသိတော့အိပ်ပဲမရှိဘူးတင်းဇွတ်ပြီးထောက်ခံဖို့လုံနေတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့လေကျွန်တော်နှစ်ခုသွားတွေ့တယ် American ဝန်ကြီးဌာနတွေအချင်းချင်းနဲ့မှာသူတို့ထဲမှာ coordination မရှိဘူးဆိုတာတစ်ချက်ပဲ နောက်တစ်ခုကတော့မြန်မာပြည်အတွက် lobby လုပ်နေတယ်ဆိုတဲ့အဖွဲ့တွေရဲ့ခြေလှမ်းတွက်နေတဲ့ကိစ္စတွေပေါ့နော်အဲ့ဒါတွေကတော့ကျွန်တော်အလို့ပဲထင်တယ်ဆရာဘလို့ထင်လဲဖြစ်နိုင်ပါတယ် lobby ဟာအမေရိကန်နိုင်ငံရေးမှာသိပ်ပြီးတော့အရေးပါတယ်ဆို lobby ကနှမျိုးရှိတယ်တစ်ခက် one sided lobby ပေါ့ဖက်တက် လုပ်တယ်ဆိုရင်တော့ပုံပြီးထောက်တယ် lobby ဟာအခု democracy ဘက်ကလည်းလုပ်ကြတာပဲ democracy လိုလားတဲ့လူတွေဆက်ရနိုင်ရှင်ဆန့်ကျင်တဲ့လူတွေလည်းပဲ lobby လုပ်တယ် သူကကွန်ဂရက်မှာသူတို့အများကြီးထုတ်ပေါက်တယ်ကွန်ဂရက်ရဲ့အစီအခံတင်ပြချက်တွေမြန်မာနိုင်ငံမှာဘယ်လိုအခြေအနေဆိုးနေရပြည်သူဘယ်သန့်ဒုက္ခရောက်နေစသဖြင့်အတိအကျပြောပြစိတ်အားတက်စရာကောင်းလေလူသားလက်သီးလက်မောင်းတန်းပြီးတော့ဒါမဲ့အစိုးရကတော့ခုနကအဲ့လိုပြောလိုက်တယ်ဆိုတော့ဒီဒီအစိုးရဘက်မှလည်းပဲ lobby လုပ်တဲ့လူတွေစီတင်ပါတယ်ဆိုတော့အစိုးရဘက်က lobby လုပ်တဲ့လူတွေကအမေရိကန်ရဲ့သူတို့အကြိုက်ဖြစ်မှာပေါ့အစိုးရ Trump အစိုးရရဲ့အကြိုက်ဖြစ်နိုင်တယ်သူတို့အစိုးရကတော့ မြန်မာနိုင်ငံကိုတရုတ်နဲ့ပေးယူမြပြီးတော့မြန်မာကထွက်တဲ့အမြေရှားရဲအတုဘာလို့လဲသူတို့အများကြီးဝယ်ကျင်တယ်ဆိုတော့မြန်မာနိုင်ငံအစိုးရကိုသူတို့တင်းနေရင်းကြံအောင်ထားပြီးတော့ပေါ့လေတရုတ်ကထုတ်ပြေးတယ်တရုတ်ကထုတ်ပြီးတော့မှတရုတ်ကတဆင့်ဝယ်မှသူတို့ကသူကမြန်မာပြည်ကတဆင့်တိုက်ရိုက်ဝယ်လို့မရဘူးဝယ်လို့ရရင်လည်းပဲဘယ်မှာအဲ့ဒါကို process လုပ်မလဲအဲ့ဒီကိစ္စအသေးအရေးကြီးတယ်အဲ့ဒါဆိုတရုတ်က process လုပ်တာကဘာပါ လူအပ်တဲ့90ရာခိုင်နှုန်းသူကထုတ်တယ်အဲ့ကတဆင်သူကဝေကျင်တာဆိုတေယုကပိတ်ထားတဲ့အတွက်လည်းပဲအမေရိကန်ထုံးမပြီးတော့ငါတို့ဝယ်ခွင့်ပြုရဆွေးလို့လိုက်တာမှလားအဲ့ဒီသူတို့ကုံဖွဲ့ရေးတင်းချက်မှုကိုသူတို့ရှော့ပေးပြီးတော့မြေရှာဝယ်လို့အောင်ရှော့ပေးလိုက်ခဲ့ပဲဆိုတော့အခုလည်းပဲတကိစားကြောင့်မြန်မာနိုင်ငံအစိုးရကတော့သူတို့ပြင်းပြင်းထန်ထန်အမေရိကန်ကပြဿနာပြင်းနိုင်တဲ့ခြေနေမရှိပါဘူးတရုတ်ရဲ့သဘောတိုင်းလိုက်ပြီးလုပ်မယ်လို့ပဲကျွန်တော်ထင်တယ်